အဒီကောက်ဗီဒီယိုကတော့ကျွန်တော်တို့အားလုံးသိကြတဲ့ဒီအိဋ္ဌဒုက္ခအနတ္တဒီသဘောတရားကိုဒါပြစ္ဆုတ်ပံကမ္မဝါဒဆရာတော်အရှင်ဂျာနာဟောတဲ့အကြောင်းအရာပေါ့နော်ပြောလို့ရင်ကျွန်တော်တို့သိတာနဲ့ကတော့မတူဘူးအဲ့တော့စိတ်ဝင်စားလို့ရင်တော့နားထောင်ကြည့်လိုက်အောင်ဒါဆိုအဲ့ကြိုက်တာကအဖွဲဖြစ်တာပဲနော်ဟုတ်ပါဘူးဟိုဖာရမောကောင်းသွားတဲ့ဟာကိုတော့တော့သူ့ဒီမှာကြိုက်ကြံနေတာဟုတ်လားဟုတ်ပါတယ်အဲ့ကြိုက်ကြံနေတာကအဲ့ကောင်း ားတော့ဖြစ်တယ်ကောင်းတယ်လို့ဆိုတဲ့အရာကအဲသူကြိုက်တယ်ဆိုတော့ဆွဲကြံရဟုတ်လားဟုတ်ပါတယ်ခင်ဗျအဲ့ဒါကိုအစွဲလို့ခေါ်တာအဲ့ဒီအစွဲရပဲတစ်ခါနောက်တစ်ခါအဲ့လိုကြိုက်တဲ့ဟာကြိုက်ပြကြိုက်ပြဟာမျိုးကိုတွေ့ပြီးတွေ့ဟောသူသားကျင်တော့လားလေအဲ့ဒီအစွဲဝီပဲပါတော့ဘောအဲ့ဒီအစွဲဝီပဲအဲ့ဒါနေပြီးတော့တစ်ခါတည်းကိုဒါတော့ငါသားကိုသားကျင်နေတဲ့ဟာမျိုးလို့ဖြစ်တာတော့ကိလေသာလို့ပြောရတော့ အဲ့ဒီကိလေသာဖြစ်ပြီလို့ဆိုတော့စိတ်ကတကယ်ထားပြီပဲလူဆိုတာစိတ်ကဖြစ်နေရင်နောက်ကနေလိုက်ပြီးမလုပ်ဖက်မနေနိုင်ဘူးညာဒီလားဟုတ်ပါတယ်ကောအဲတော်ရောင်လေးဖြစ်တာခေတော့နည်းနည်းတော်သေးပြီပဲလို့ပဲစိတ်ကတကယ်ကိုဖြစ်သွားပြီခေတော့ဘောရကိုသွားပြရှာမသွားဘဲကိုနေတိုင်းဘူးကွာကိုသားပြရှာလည်းမသားဘဲကိုနေတိုင်းဘူးကွာအဲ့လိုဖြစ်တာမဟုတ်လားဟုတ်ပါတယ်ဗျာအဲ့ကိလေသာဆိုတဲ့အရာတကယ်ကြတော့လူမဟုတ်ဘူးတင်ပါ လူမဟုတ်ဘူးသူကအပါဖြစ်လဲဖြစ်တော့သူလူမှာသူ့ဘာသာသူ့ကိုလူတိုင်းလူတိုင်းပါဖြစ်ကြပါလို့ဖြစ်တာမဟုတ်ဘူးတင်ပါဗျာသူဒီဘာကုတ္တရောအစွဲတာမရှိခဲ့ရင်ဟုတ်နော်အစွဲတာမရှိခဲ့ရင်အဲ့ဒီအစွဲဖြစ်တဲ့စိတ်ဓာတ်ပေါ့နော်တင်ပါဗျာအဲ့ဒီအစွဲဖြစ်တဲ့စိတ်ဓာတ်ကအဲ့ဒီအာယုံကိုသွားတွေ့ရင်ထတော့တာဗျာတင်ပါဗျာ အဆွဲဖြစ်တာလည်းသူဟာသူဖြစ်နေလို့တော့အာယုန်နဲ့မတွေ့လို့ရှင်တော့မေ့တာပဲပေါ့လားနော်အာယုန်နဲ့တွေ့လိုက်ပြီဆိုရင်တော့သူလည်းထတော့တာပဲထပြီဆိုရင်တော့ဒါတော့ငါဟိုခံမလို့ဖဲမနေနိုင်ဘူးဝသားဖဲမနေနိုင်ဘူးငိုဖဲမနေနိုင်ဘူးဝသားဖဲမနေနိုင်ဘူးဖြစ်တော့တာဗျာနော်ဖြစ်တော့ပေါ့ဗျာအဲ့ဒီခါကျတော့သားလဲသားသားလဲသားလုံလဲလုံအဲအဲ့တော့ပြောလို့သေတော့ညတို့တကယ်ကိုဖះပြောတဲ့စကားလေးကို နားလေကြည်ကျင်လို့တော့ဒီစကားကြုတ်ပြောလိုက်တာတော့ပြပါရဲ့ခင်ဗျာကျမတကယ်ကိုအဲ့လိုမျိုးလို့ဟာတလူမဟုတ်ဘူးလို့ဆိုရအောင်ဖျားအသေးချပြောတာကတော့ကျမလူမဟုတ်ပေမဲ့လို့လည်းပဲအဲ့ဒါမျိုးသာဖြစ်နေပြီခင်ဒီလူကတော့ဒုက္ခရောက်ပြီဟုတ်နော်ရောက်တာပေါ့ခင်အဲ့ဒီလူကတော့ဒုက္ခရောက်ပြီဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒါလူမဟုတ်ပေမဲ့ तू ကလူရောက်ဆောင်တဲ့အခါကျတော့ လူရောမှလည်းဖြစ်တာခက်ခက်ကြတော့လူရောပြက်နေပြီဟုတ်လားပြက်တာပေါ့ဗျအဲလူရောပြက်တာကိုအနိစ္စလို့ပြောရတာနော်ပြင်ပါဗျအဲလူပြက်တဲ့ဟာကဘာဖြစ်တော့ဆိုရင်တော့လူပြက်တာကဒုက္ခပေါ့နော်ပြင်ပါဗျဒုက္ခဖြစ်တာကဘုသောဝါနာကျင်နာကြီးတွေဘာကြီးတွေဖြစ်နေတာကိုပြောတာမဟုတ်ဘူးပြင်ပါဗျလူဒီမှာတခါတည်းခိုးလူတွေဖြစ်ဒီလူတွေဖြစ်တဲ့ဟိုယောဂါကိုပွားတယ်လို့ပြောရတာနော်ပြင်ပါဗျဟိုအဲ့လိုဖြစ်တာ အဲ့ဒါဒုက္ခလို့ပြောတာနော်အဲ့ဒီအနိစ္စရဲ့ဒုက္ခရဲ့လို့ဆိုတာဟာမမြင်တတ်ဘူးပြလူရလေနော်မြင်တော့ကောအဲ့ဒါလို့မမြင်တတ်တာကတော့သူတို့ဒီထေရဝါဒဘုရားကြီးတွေကပြောတဲ့ဟာကအဲ့လိုပဲတိပိတကပဲများပြောတာနိမကိုလို့သူကဘယ်အသိကလည်းပဲဘယ်သိဖြစ်တဲ့ဖြစ်တာပဲတဲ့နိမအသိကလည်းခံတာပဲပေါ့လား ခန္ဓာပါပဲအဲ့လိုခံစားချက်ကလည်းဘယ်ခံစားချက်ဖြစ်ဖြစ်ခါလဲအဖြစ်တာပဲဟုတ်တော့လားနော်ပြန်ပါဗျာအဲ့လိုပဲဘယ်ပတ်သားချက်ပတ်မိနေတာဖြစ်ဖြစ်ဖြစ်တာပဲလို့ဆိုအဲ့ဒါတွေကအကုန်လုံးပြက်တာတွေနဲ့သူကဒီလိုပြောတာကနော်ပြန်ပါဗျာအဲ့အဲ့ဒါလေးကိုတကယ့်ကိုခင်ဗျားတို့ကွဲသွားသေးခြင်းတယ်ဒီလားပြန်ပါဗျာကွဲသွားသေးခြင်းတယ်ဆိုတာကစိတ်တိုင်းစိတ်တိုင်းဖြစ်ပြီး တိတ်ကြတော့ပြက်တာပါတော့ပြင်ပါဗျာဟိုဒီစကားလေးနားထောင်လိုက်တယ်ဒီစကားကြားတယ်ကြားပြီးဒီစကားကြားတာလည်းပြက်သွားတာပဲခေါ်လားပြက်သွားတယ်ဆင်းအဲ့လိုပဲဒါလေးကိုမြင်လိုက်တယ်အဲ့ဒီမြင်လိုက်တာလေးကလည်းပဲမြင်ပြီးသူလည်းပြက်သွားတာပဲခေါ်လားပြက်ပါတယ်ဗျာမြင်ပြီးမပြက်ဘူးဆိုရင်တော့နောက်ထပ်မြင်လို့မရတော့ဘူးပြောပါတော့တမနောက်ထပ်မြင်ရင်အရင်တော့မြင်တဲ့ဟာနဲ့ပုံကြီးထပ်နေမှာခေါ်လားတမဗျာဟိုဓာတ်ပုတ်ရိုက်တာလို့ပြောရွှေခါတမ ကင်မရာနဲ့တပ်ဖို့ရတဲ့ဆိုရင်ဒီမှာရလည်းဓမ္မလည်းပါတာမဟုတ်လားပါပါတယ်ဗျာတပ်ဖို့ရိုက်ပြီးသွားပြီဆိုရင်တော့အဲ့ဓမ္မကိုပြောင်းတော့ဖလင်ပေါ့ဗျာအဲဖလင်ကိုပြောင်းတော့ဗောနော်ပြန်ပါဗျာဖလင်မပြောင်းလို့ငကိုရိုက်ထားခါပြီးသားဖြစ်တဲ့ဖလင်ပေါ့ပါတတ်ထက်ရိုက်လိုက်လို့ရှင်အရင်ကရိုက်ထားခါရတဲ့ပုံနဲ့နောက်ရိုက်တဲ့ပုံနဲ့ထပ်သွားပြီဟုတ်လားပြန်ပါဗျာထပ်သွားပြီဆိုရင်ကိုလုံးဟိုရင်ဖြစ်သွားပြီပြတ်သွားပြီဗျာတော့ပြန်ပါဗျာ အဲတကယ်တော့မျက်စိကိုမပြတ်ဘူးဆိုရင်ဘယ်ကောင်းမလဲတော့တင်ပါဗျအရင်မြင်တဲ့ဟာပြတ်သွားလို့လားအဲနောက်မြင်တဲ့ဟာကဒီသင်မြင်တာပေါ့နော်တင်ပါဗျအဲ့တော့ခုရှင်ညာနာပြောနေတဲ့သဘောတရားကကျွန်တော်တို့သိတဲ့ဒီပြည့်စည်ခြင်းပေါ့နော်အိဋ္ဌဒုက္ခအနတ္တအခုကျွန်တော်တို့ဒါလူတွေအားလုံးသိတဲ့တတ်မှတ်ထားတဲ့ဒီပြည့်စည်ခြင်းတွေကပြောရရင်ကောင်းတဲ့ပြည့်စည်ခြင်းတွေဖြစ်တယ်ဥပမာဆိုရင်ကုဒါအမြင့်အာယုံ ရှေ့ရတစ်ခုမပြတ်ဖဲနဲ့ပေါ့နော်နောက်တစ်ခုကဘယ်လိုလုပ်မြင်တော့မှာတော့ပေါ့တကယ်လို့မြင်နေဆိုရင်လည်းရှေ့ရတစ်ခုနဲ့ဒီရှေ့ရတစ်ခုကမပြတ်တာဖြစ်တဲ့အတွက်နောက်တစ်ခုနဲ့ထက်နေမယ်အဲ့တော့ကြားတာဆိုရင်လည်းအဲ့တိုင်းပဲပေါ့နော်ရှေ့ရတစ်ခုကကြားထားတယ်အဲ့ဒါကြီးကပြတ်မှာကိုကနောက်တစ်ခုအစ်စ်ကြားတဲ့ချိန်မှာအဆင်ပြေမှာအဲ့နောက်မြင်တဲ့ဟာလည်းပြတ်တာပဲဗျာနော်တင်ပါဗျာပြတ်သွားလို့သာတိတဲ့နောက်မှမြင်တဲ့ဟာကြတော့လေတခါကြီးစင်မြင်တာပေါ့နော်တင်ပါဗျာတကယ်လို့သာအရင်မြင်တဲ့ဟာကမပြတ်ဘူးလို့ဆိုတာကြားခဲ့ရဲ့ တော့မြင်တဲ့ဟာလဲဟုတ်ဒီပါဒီမြင်တော့တင်ပါဟောအဲ့လိုဖြစ်တာပါနော်ဖြစ်ပါအဲ့လိုဖြစ်ပါရက်နဲ့သူတို့ကတော့ဘေဒဖြစ်ဖြစ်တင်ပါခါလဲယသိဓာတ်ဒီနာဓာတ်ဒီအခုလိုပြတ်တာပဲဆိုဟောအဲ့ဒါတွေဟာအနေဆာတွေပဲနဲ့သူတို့အဲ့ဒါပြောတော့တာဗျာနော်ပြောကြတာပါဗျာအေးအဲ့ဒါလေးကို क्वे စီခြင်းလို့ ရုပ်ကလည်းအခါတရာဖြစ်ခြင်းဖြစ်တာထပ်ထပ်ပြောတာနော်ရှင်ပါဗျာနားလည်ဒါခင်ဗျားကိုယ်ကိုယ်ကိုယ်သိခြင်းလို့အဲ့လိုပြက်တာကိုပြောတာမဟုတ်ဘူးပေါ့နော်ရှင်ပါဗျာဟောအနာပေါက်တယ်ဆိုရင်အနာဖြစ်ပြီးပြက်တယ်လို့သာဆိုရဲဟုတ်တော့လားနော်ရှင်ပါဗျာအဲသူကသူပြက်တာပဲဟုတ်လားရှင်ပါဗျာရိုးရိုးဒီအဲလက်ပေါ်မှာလာပြီးတခါလာဝဲရပေါက်တယ်ဆိုလို့ရှင်ဒီဝဲကလည်းပျောက်တာပဲပျောက်တာပါဗျာ ဒီဝဲရတခါတဲ့သူ့ဟိုရဘောသူကဝဲပိုးတဲ့ဝဲပိုးကနေပြီးတော့ဒီအသားကိုခရီးလုံးလိုက်တာဟိုအဲ့တော့အဲ့နေရာမှာဖြစ်လာတယ်ဆိုတော့ပြီးတဲလာတဲလာတယ်ဟုတ်ပြီးတဲလာတာဟာသူသူ့အနေနဲ့ဒီနေရာတော့နေလို့မကောင်းတော့ဘူးဆိုတော့အဲ့ဝဲပိုးကတနေရာရွှေ့တာဗျာတင်ပါဗျာခင်ဗျားတို့တော့ရွှေ့မှတိကျမှတိပါတော့ အကျိုးလဲပြရတာပြစက်ကြတဲ့နေရာပောက်တာပေါ့ဗျာပြစက်ကြတဲ့နေရာပြန်ပောက်တာမဟုတ်ဘူးအဲ့ဒီပြီးရတယ်ဘီဖေတော့ပြီးသွားပြီလို့အထင်ပဲရောက်တာတင်ပါပြီးသွားတယ်ဆိုဒီနေရာတော့ဟန်ကြဘာမကြတော့ဟာပေါ့တွေးလဲမရှိတော့ဘီတွေဖြစ်ပြီပေါ့နော်တင်ပါတွန်းနေရွှေ့တော့ပါတင်ပါအဲ့ဒီပြီးတဲတဲ့အဖူးလေးကနေပြီးတော့ဟောပြနေရာနည်းနည်းရွှေ့တော့တာတင်ပါအဲ့နေရာရွှေ့တဲ့ခါကျရွှေ့တာကလည်းရားတာပဲရားတာပဲဟုတ်ကဲ့ ဟေးဟိုနေရာရောက်ပြီဆိုရင်ဟိုနေရာတွေးနေတဲ့သူနဲ့ပေါက်ပြီးကြလားသူရှင်းသန်းနေရပါဗျာဟုတ်တယ်ဗျာတောက်ဖာတောက်ဖာပြားတဲ့ခါကြတော့လဲအဲ့ဒီနေရာတွေးနေရာဟောသူလည်းပြည်တယ်ပြည်လိုက်ဗျာဟုတ်ပါဘူးပြည်တယ်တဲ့ခါကြတော့သူကလည်းဟာဒီနေရာတော့ငါစားစရာရှိတော့ဘူးပေါ့နော်တင်ပါဒီဝဲဘူကတော့တင်ပါဗျာစားစရာမရှိတော့ဘူးဆိုတော့သူလည်းတော့ထက်တစ်ခါရှိပြလားတင်ပါအဲ့ရတာဘုံခံနေတဲ့ခါကြတော့ ဘာဖြစ်တဲ့ပြီးတဲ့ဟာလဲကုတ်တာပေါ့နော်အဒါတွေဖြစ်တာတော့လူကြောင့်ဖြစ်တာလို့ပြောပါပေါ့နော်ဟုတ်ပါဗျာဟုတ်လို့ဖြစ်တာဗျာနော်ကုတ်လို့ဖြစ်တာပေါ့ဟင်ဟုတ်တယ်လူကုတ်လို့ဖြစ်တာပြီးတဲ့တာလဲပဲတကယ်ကြတော့အဲ့နေရာပြောင်းလို့ပြီးတဲ့တာအင်းပါအော်ဆိုရဲအနာပါပြီးတဲ့တယ်ဆိုတာအသွေးပြတ်သွားလို့ခလို့ပေါ့ဗျာနော်အင်းပါဗျာအဲ့လိုမျိုးလို့သူ့ပြတ်နေတဲ့ဟာတွေကိုပြတ်တယ်လို့ပြောတာမဟုတ်ဘူးအင်းပါဗျာ ယုတ်တို့ကိုနေမှုထိုင်မှုကိုမကောင်းစေတော့ဘူးလို့ဆိုပြောပြတာမဟုတ်လားပြင်မဟုတ်ပါဘူးအဲ့ဒါပြတာတော့ပြင်မဒီအနာပြတာမဟုတ်ဘူးပြင်မဟုတ်တော့ဒီအနာခံရတဲ့အတွက်ယုတ်တို့ကပြတာပြတာကယုတ်တို့ပေါ့လားနော်ပြင်မဗျာယုတ်တို့ဆိုတာကိုအတ္တလို့ပြောပါဘောနော်အတ္တပြင်မဗျာ အခုကျုပ်ကအတ္တပေါ်တော့တင်ပါဗျာအတ္တကိုအဲ့လိုလှုပ်လိုက်တဲ့ခါကျအဲ့လိုပြက်လိုက်တဲ့ခါကျအဲ့အပြက်ခံရတဲ့ဟာအတ္တဖြစ်သွားပြီပေါ့လားဖြစ်သွားပါဗျာဩအဲ့ဒီအတ္တနေပြီးတော့ကျုပ်တို့ဟောဒုက္ခပေးတာဟုတ်လားဟုတ်ပါဗျာအဲအဲ့ဒါကိုဒုက္ခလို့ပြောတာနော်ဒီအနာကိုဒုက္ခလို့ပြောတာမဟုတ်ဘူးကျုပ်တို့ဒုက္ခဟုတ်တော့ဘယ်သူပေးတာလို့ဆိုအနာပေးတာပေါ့နော်တင်ပါဗျာအဲအဲ့လိုဖြစ်တာနော် အဲအနေစာလည်းပဲအနာအနေစာမဟုတ်ဘူးနော်ကျုပ်အနေစာဆိုတာကျုပ်တို့ပြတ်တာဟုတ်ရတော့တင်ပါဘူးအာကျုပ်တို့ကကျုပ်တို့ခံရတာအနေစာဟုတ်တော့တင်ပါဘူးအဲ့ဒီအနေစာရဲ့ဒုက္ခရဲ့နောက်အနတ္တပေါ်ရတော့တင်ပါဘူးတတ္တဆိုတော့အဲ့ဒီအနာကဒါကျုပ်တို့ကိုမဟုတ်ဘူးတင်ပါဘူးတို့တို့မဟုတ်တဲ့ခါကျအဲ့ကောင်ဟာတို့မဟုတ်တဲ့ကောင်တို့ပေါ်မှာလာဖြစ်နေပေမဲ့ဒုက္ခရတာပဲရှိတယ်တကယ်တော့အဲ့ဒီကောင်က လို့တို့မဟုတ်ဘူးတင်ပါဟုတ်လားနော်တင်ပါဆယ်အဲ့ဒါကိုကျွတ်တာဒီမကွဲကြဘူးရသည်လားမကွဲပါဘူးခင်ဗျအဲ့ဒါလို့မကွဲတဲ့အတွက်ကျွတ်တော့ဖြစ်ရကြတာလို့ပြောကြပါဆိုနော်တင်ပါခင်ဗျအဲ့ဒါမကွဲတာလည်းပဲပညာမဲ့တဲ့အလကားလူတွေကမကွဲတာမဟုတ်ဘူးဗျာနော်တင်ပါပညာရှိတဲ့ဒိတ်ဆုံးဆိုတဲ့ဘုန်းကြီးတွေကိုလည်းမကွဲဘူးဗျာနော်ဟုတ်ပါခင်ဒိတ်ဆုံးဆိုတာမင်းကတီဗီတကတရာဘုန်းကြီးဆိုလို့ရှိရင်ဒိတ်ဆုံးဘုန်းကြီးလို့ပြောပါဗျာနော်ဟုတ်ပါခင်ဗျ သင်္ကန်းနာတင်တော့လည်းပဲသူကဝိသကလို့ဆိုတဲ့အဖြေအဖြေပုဂ္ဂိုလ်ကြီးနော်တင်ပါဗျအထိတ်ထရပဲပေါ့ဗျာနော်တင်ပါဗျအဲအဲ့လိုထိတ်ထရဖြစ်တယ်လို့သူဒီစာပေတွေလည်းပဲခါတဲ့တရားတရားဖြစ်လာတယ်တရားအောင်ဟုတ်တယ်ပါနော်တင်ပါတိပိဒကပြန်လာရင်တိပိဒကအောင်တဘာသရိယဖြစ်လိုက်တဘာသရိယအောင်ဟုတ်တော့လားတော့တင်ပါဗျာအကုန်လုံးသူထိတ်ပဲဗျာနော်တင်ပါဗျာအဲ့ဒါတော့ထိတ်ဖြစ်တယ်သူတရားဟောရင်လည်းပဲ သူတရားမနာဘူးလို့ကိုမရှိကြပါဘူးပြတာကြတာပါပဲเนาะမှန်ပါဗျာသူလည်းကလည်းအတန်ကတော့တချင်းဆိုတယ်လို့မဟုတ်ပြီပဲလို့လည်းပဲဟုတ်ဗောနော်မှန်ပါဗျာတကယ်ကိုတခါလေသူအတန်လည်းတန်ခင်ကတော့ပါတယ်ဗျာเนาะသူကလည်းဟောဧဝမေတုတံဧကံတမယံဘဂဝါတာဝတိယံဟောတယ်လို့ပြောရတော့မှန်ပါဗျာ တကယ်လို့ရှိတာဥပေသူတ္တေကတ္တဗျာဘောဂဝါသာဝတိယဒါပဲရှိတာဟုတ်လားဟုတ်ပါဗျာဒါဟုတ်ပဲဟာလျက်နှိမ့်လိုက်ပဲဟာလျက်မြင်လိုက်တယ်အဲ့လိုပြောသွားတာဗောဗျာတန်တန်စင်ပါတယ်ဗောဗျာနော်ကျေပါဒါလည်းထိတ်ပဲလို့ပြောပါဗျာနော်ကျေပါဗျာကျုပ်တို့ဘာတန်ဖြစ်နေပြောတာတော့နော်ကျေပါဗျာပြောတော့ပါဦးကျုပ်တို့လည်းစကားပြောသလိုပြောတာပဲလေနော်ကျေပါဗျာသူတို့စကားပြောသလိုပြောတာကိုဖို့ခွင့်နဲ့အနိုင်မြင်တဲ့ကိုတခါလဲ အတူအရှိန်မှန်ပါတယ်နော်အရှင်ဘုရားဗျာသူရွတ်တာဒီဖတ်တာဒီမှန်ပါတာကြီးပါတယ်ပါတယ်အဲ့လိုမျိုးလိုဖြစ်တဲ့အခါကျဒါလည်းထိတ်ဖို့လို့လို့ပြောမှာပေါ့နော်တင်ပါဗျာအဲ့တော့ထိတ်ဖြစ်တဲ့အဲ့ဘုံကြီးကကာရကုခုနအနိစ္စဒုက္ခအနတ္တပြောတဲ့အခါဘာလို့ပြောလို့ဖြစ်တော့ပြုတို့ရဲ့အသွဲခန္ဓာကိုသာအနိစ္စဒုက္ခအနတ္တပြောရမှာမဟုတ်လားဟုတ်ပါတယ်ဗျာအသွဲခန္ဓာမဟုတ်တဲ့ ရိုးရိုးခန္ဓာဆိုတာရှိသေးတာဟုတ်ရတော့ရှိပါတယ်ခင်ဗျာရိုးခန္ဓာဆိုတာဘာလို့လို့ဆိုကြအရာဝတ္ထုတွေကိုမျက်စိနဲ့ကြည့်လိုက်မြင်ပါမြင်တာပေါ့နော်မြင်ပါတယ်ခင်ဗျာအရာဝတ္ထုတွေဘေးကအတ္တမလာနေကိုနားနဲ့သာထောင်လိုက်ကြားတယ်ကြားတာဖြစ်တာပဲခေါ်လားကြားပါတယ်ခင်ဗျာအဲ့ဒီကောင်တွေဟာအသွဲအမြင်အသွဲမျက်စိအသွဲနားတွေအသွဲအဖြစ်နေအသွဲတန်နေမဟုတ်ဘူးဗျာဒီလားမြင်ပါဗျာအဲ့ကြောင့်လို့အဲ့ဒီအသွဲမဟုတ်တဲ့ အဲ့ဒီအသွဲမျက်စိအသွဲနားတွေနဲ့အသွဲဆင်းတဲ့အသွဲအပံတွေနဲ့ဒါကြိုလို့သိကြတာညာပေါ့ဗျာနော်တင်ပါဗျာဟောသိတယ်ဆိုတာဝိညာဉ်ဟုတ်တယ်ဗျာတင်ပါဗျာအဲ့ဒီဝိညာဉ်ဝိညာဉ်နဲ့ခန္ဓာဟုတ်တယ်လားနော်အဲ့မှာမြင်ရတာမှပြီးခံစားရတာမဟုတ်လားခံစားရတာဟာဒါကြီးတော့မကြိုက်ဘူးကွာသူခံစားရတယ်လို့ခံစားဟာဒါလေးတော့ကြိုက်တယ်ကွာဆိုပြီးတော့ ်ခံစားရလို့ခံစားပါဗျာတင်ပါဗျာလိုလားမှုခံစားရလားမလိုလားတာနဲ့ခံစားရလားခံစားရတာပဲဟုတ်လားခံစားပါဗျာအဲ့ခံစားရတာလဲအစွဲနဲ့မဟုတ်ဘူးရနော်တင်ပါဟောအဲ့ဒါဆိုရခံစားတော့တခါတာတော့ခံတာပဲဟုတ်တော့တော့တင်ပါဗျာတင်ပါဗျာအဲ့ခံတာပြုတ်ပဲအစွဲမပါဘူးတော့တင်ပါဟုတ်အဲ့တော့အဲမပါတဲ့ခန္ဓာဆိုလို့ရှိရင်ဒုက္ခကိုမဟုတ်ဘူးအနိစ္စကိုမဟုတ်ဘူးအနတ္တကိုမဟုတ်ဘူးရတော့ပြင်ပါဗျာ တကယ်တော့တတ္တမိုးရင်အတ္တပေါ့နော်ပြန်ပါဗျာဒုက္ခမိုးရင်ဒုက္ခပေါ့နော်ပြန်ပါဗျာအနိစ္စမိုးရင်နိစ္စပေါ့လို့ဘယ်လိုပြောရမှာပေါ့နော်အဲ့တော့ခုရှင်းမှာပြောရတဲ့သဘောတရားကပဲကျွန်တော်တို့သိတဲ့ညာနဲ့ကတော့ကွာခြားသွားတယ်ပေါ့နော်အဲကျွန်တော်တို့သိတဲ့ဒါအနိစ္စဒုက္ခအနတ္တဆိုတာကဒီတလောကလုံးမှာရှိနေတဲ့အရာကိုယ်ရဲ့ဆွဲခန္ဓာပဲဖြစ်ဖြစ်ဒီမဆွဲတဲ့ခန္ဓာပဲဖြစ်ဖြစ်အစ်မှန်ခန္ဓာပဲဖြစ်ဖြစ်ဒီစစ်မှန်စိတ်ပဲဖြစ်ပေါ့နော် အရာအားလုံးကဒီအိဋ္ဌဒုက္ခအနတ္တတွေပဲဒါတော့ခုရှင်ညာနာကတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့တော့မှဒါခွဲချမ်းစိတ်ပြလိုက်တယ်အစွဲခန္ဓာဖြစ်တဲ့အရာတွေတဲကနေမှပဲဒီအိဋ္ဌဒုက္ခအနတ္တဆိုတာကိုသတ်မှတ်လို့ရမယ်စွဲခန္ဓာမဟုတ်တဲ့အရာတွေကနေဒီအိဋ္ဌဒုက္ခအနတ္တလို့သတ်မှတ်လို့မရဘူးအဲ့လောက်ကြီးဖြစ်ပါရဲ့နဲ့ဘာဖြစ်နေနေရှိအကုန်လုံးအိဋ္ဌပဲဒုက္ခပဲအနတ္တပဲ ਨੇ ပြောသွားတာဗျာ ကင်ပါဗျာဟုတ်ပါတယ်ဗျာပြုံးသွားတာပါတခါတည်းကိုကြပြာကလေးကြပြာကြီးကိုလှုပ်ပြီးအဲ့ဒီကြပြာကိုချကိုပြီးသွားတာဗျာနော်ဟုတ်ပါတယ်နော်အာရမြတိဟူသည်ဤယုတ်သည်လီပြည့်ရှိကာလမတီရပဲခဏဖြစ်လေခဏပြည့်ဤနဲ့ဟောအိဋ္ဌာလိုပြောနေတာဗျာနော်ဟုတ်ပါတယ်ဗျာဖြစ်ပြတတန်နေတဲ့တန်ဖြင့်တရားမသက်လို့ဖြစ်ရဲ့ဤတော့ဖြစ်ဟုတ်ကြီးလည်းပြောတော့တာဗျာနော်ပြောပါတယ်ဗျာ အဲ့ဒါလည်းပဲဒုက္ခလက္ခဏာလို့ပြောတော့တာဗျာနော်ပြန်ပါဗျာအနိစ္စလက္ခဏာဒုက္ခလက္ခဏာနောက်တစ်ခါပါခိုင်မြဲကြောမှာအနစ်မပါဘူးဗျာဟောတာအနတ္တကိုပြောပြီဗျာနော်ပြန်ပါဗျာအဲ့လိုမျိုးလို့ဗမာလူတွေကြီးတွေပြောနေတာလေးကိုလူတွေနားမလည်ပဲနေမလို့လို့ပညာသက်ခုမျောထောက်ရှိတော့ဟောပညာသက်ခု ਨੇ ကြည့်လိုက်တဲ့ခါကျပညာသက်ခုမျောထောက်ရှိတော့ သူ့ရဲ့သဘာဝအနိစ္စနဲ့ဒုက္ခအနတ္တာပန်လာစွာဤရကပြောသွားနော်ပါဗျာဘုရားပရမတ်ဒီအကုန်လုံးဘယ်ပရမတ်လာခဲ့လာခဲ့ဟုတ်နော်ပရမတ်ဆိုတာခန္ဓာ၅ပါးလည်းပရမတ်ပဲမဟုတ်လားဟုတ်ပါရဲ့ဗျာသိက္ခာလည်းပရမတ်ပဲအော်သိက္ခာလည်းဝိညာဉ်နဲ့ခန္ဓာပဲနော်ခန္ဓာဘုရားလည်းပရမတ်ပဲဟာ အဲ့ခန္ဓာဘုရားဘာဝေဒနခန္ဓာကဲမတ္တမိမတ္တမိဘုရားလည်းပဲပရမတ်ပဲအဲအဲ့ပရမတ်ကလည်းဘာခန္ဓာတော့ဒိညက်ခန္ဓာတော့သူ့ကိုတုတ်ပြန်တာပေါ့ဒါကြီးတော့မလို့ကျမဟုတ်ဒါလေးတော့လူကျမတယ်ဒါတုတ်ပြန်တာပဲဟုတ်လားနော်ဟိုအဲ့တုတ်ပြန်တာလည်းပဲဒိညက်ခန္ဓာအဲ့ခါရခန္ဓာခါရခန္ဓာပေါ့နော်ဒိခါရခန္ဓာဆိုသူလည်းပဲခန္ဓာပဲဗျာနော်ဒိခါရ သိတဲ့အတူတူဖြစ်တဲ့စိတ်တိတ်ပဲနော်ရှင်ပါဗျာစိတ်တိတ်ဖြစ်ပဲသူကလည်းခန္ဓာပဲအဲ့ဒီဝိညာဉ်နဲ့ခန္ဓာဝေဒနဲ့ခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာတော့ရုပ်တရားလည်းပဲဟောယူဘခန္ဓာတွေပဲဗျာနော်ယုတ်ကလည်းပရမတ်တွေပဲအဲ့ပရမတ်တရားပါတယ်လို့ခေတော့ဘခန္ဓာတော့ယူဘခန္ဓာအကုခန္ဓာတွေကြီးတယ်ပဲဗျာနော်ရုပ်ပန်သမ ्या ခန္ဓာဝေဒနာပန်သမ ्या ခန္ဓာ သင်္ညာပန်သမြခန္ဓာအကုန်လုံးတော့သင်္ခါရပန်သမြလည်းခန္ဓာသိစိတ်ပန်သမြလည်းခန္ဓာအကုန်လုံးခန္ဓာကြီးတွေဖြစ်ပေမဲ့အသွဲခန္ဓာဟုတ်တလားအသွဲခန္ဓာမဟုတ်ဘူးလားဆိုတာကျွတ်ကအဲ့ဒါလောကပါဗျာနော်တင်ပါဗျာအသွဲခန္ဓာဟုတ်တလားအသွဲခန္ဓာမဟုတ်ဘူးလားဆိုတာကဘယ်လိုပြောရမှာလဲလို့ဆိုတော့ကိုယ်မသိပဲနဲ့လုတ်ပြီလို့ဆိုတော့ ဟုတ်ပါတော့ရှင်းပါဗျာမတိဘူးလို့ဆိုတာကအဝိဇ္ဇာကတော့ဝိဇ္ဇာမဟုတ်တဲ့ဟာကြီးပေါ့တော့ဝိဇ္ဇာပြက်ကြီးပေါ့ဗျာအတိပြက်ကြီးလို့ပြောကြပါဆိုတော့ရှင်းပါဗျာအဲ့ဒီအတိပြက်ကြီးနဲ့လှုပ်ပြီးလို့ဆိုရင်တော့သူကဘာလို့ဆိုတော့သူဆွဲတော့တာဗျာတော့ရှင်းပါဗျာအဲအဲ့လိုပြောလို့ဆွဲသွားပြီလို့ဆိုတော့အဲ့ဒီအဆွဲနဲ့လှုပ်လို့ဖြစ်တဲ့ဝိညာဉ်ကလည်းအဆွဲဝိညာဉ်တဲ့ခန္ဓာပဲ နော်တင်ပါဗျာအဲခါးစားချက်ကလည်းပဲအစွဲဝေနဲ့ခန္ဓာပဲနော်တင်ပါဗျာဘောလို့သူမသိစိတ်နဲ့လုံးလို့ဖြစ်တဲ့ဟာဟုတ်ရနော်တင်ပါဗျာအဲအဲ့လိုပဲတင်ညက်ခန္ဓာတင်ခါရခန္ဓာတွေလည်းပဲ အဲ့ဒါနဲ့လုံးလုံးမလို့ဖြစ်တဲ့ပညာတွေနဲ့သင်္ခါရတွေဖြစ်တဲ့အတွက်ဒါလည်းအစွဲခန္ဓာတွေပဲနော်ပြင်ပါဗျာအဲ့တော့ဒါအနှစ်ချုပ်လိုက်လို့ရဲ့အစွဲဖြစ်တဲ့ခန္ဓာတွေတဲကပဲဒီအိဋ္ဌဆဒုက္ခအနတ္တဆိုတာကဖြစ်တယ်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်မိလိုက်တဲ့အရာတစ်ခုပေါ့အဲ့ဒါကတော့ဒါရှင်ညာနရဲ့ဒီဘုရားဝင်ဆရာတို့တို့ရဲ့ဒီဆွေးနွေးပွဲထဲမှာပေါ့နော်ဒီစဉ္ညာနာဘာပြောလိုက်တလဲဆိုရင်ဒီအတ္တနဲ့အနတ္တပြောနေတဲ့ချိန်မှာ အတ္တဆိုတာကကောင်းတဲ့အရာပဲပေါ့နော် အဲ့တော့ကျွန်တော်အဲ့တုန်းကရှင်းပြခဲ့တာကတစ်မျိုးဖြစ်သူအဲတစ်မျိုးပေါ့နော်ဘယ်လိုပုံစံမျိုးလဲဆိုရင်ဒီနေရာမှာအတ္တဆိုတာကောင်းတယ်ဆိုတာကဥမာပေါ့နော်ဒါငါဆိုတာရှိတယ်ငါဆိုတာရှိလို့ရင်ဒါငါရဲ့ညီလည်းရှိမယ်ငါရဲ့ညီမတွေလည်းရှိမယ်ပြီးငါအိမ်သူအိမ်သားတွေလည်းရှိမယ်အဲပြီးတော့ဒါငါရဲ့ဒီရက်ကွက်ငါရဲ့မြို့ရွာဒီလိုမျိုးရှိမယ်ပေါ့နော်ဆိုလိုတာကဒီအတ္တဆိုတာကိုအခြေပြုပြီးတော့ဒီလောကကိုကောင်းကျိုးပြုဖို့လောကကိုအကောင်းမြင်ဖို့ကျွန်တော်ကတော့အဲ့လိုပုံစံမျိုးဒါပြောခဲ့တယ်ပေါ့နော် ။နောက်ပိုင်းမှာကျတော့ဒါရှင်ညာနာရဲ့ဒီတခြားဗီဒီယိုတွေကိုလိုက်ကြည့်ပြီးတဲ့အချိန်မှာဒီရှင်ညာနာရဲ့အတ္တအနတ္တဆိုတဲ့ကိစ္စကအဲ့ဒီတည်းနဲ့နဲနေတာကိုလည်းတွေ့ရတယ်။စာလေးပါ့ဘောနော်ဒါအတ္တအနတ္တခွဲထားရလေးကတော်လေးကောင်းတယ်ပြောမှာ။ဘယ်လိုမျိုးလဲဆိုရင်ဒီဒုက္ခနဲ့သမုဒယဝိရှင်ညာနာအနတ္တလို့ယူတယ်။ဘာလို့အဲ့ဒီຢာတွေကအနတ္တဖြစ်နေတယ်လဲဆိုရင်အခုဗီဒီယိုတွေထဲမှာပါတဲ့အတိုင်းပဲပေါ့နော်။အဆွဲခံတာတွေဖြစ်နေတယ်။ပြီးတော့ဒီຢာတွေကတကယ်လည်းဒုက္ခတွေရောက်နေတယ်။ကိုယ်ကဆွဲလန်းနေတယ်ဆိုတာကဒါကိုယ်ကထိန်းချုပ်မှုမရှိလို့မဟုတ် ကိုယ့်ရဲ့ထိန်းချုပ်မှုကနေတာလွတ်နေလို့မဟုတ်ပါဘူးเนาะအဲ့တော့ကိုယ့်ရဲ့ထိန်းချုပ်မှုကနေလွတ်နေတဲ့အရာတွေကဒီဒုက္ခသစ္စာသမုဒိယသစ္စာအဲ့တော့အဲ့ဒါရဲ့စန့်ကျင်ဘက်ကိုယ်ကထိန်းချုပ်ပြီအဲ့တော့အဲ့ဒီဒုက္ခတွေကနေလွတ်မြောက်အောင်ကိုယ်ကဒါထိန်းချုပ်မယ်ဆိုရင်ဘာတွေလုပ်မလဲဆိုရင်ဒီမဂ္ဂသစ္စာဆိုတဲ့ဒီအကျင့်တွေကိုကျင့်ရတော့မယ်အဲ့ဒီလိုမျိုးဒါကျင့်ပြီးလို့ရင်လေဒီနိရောဓဆိုတဲ့ဒီနိဗ္ဗာန်ကိုရောက်မယ်ရောက်တာလဲဒါကိုယ်တိုင်ပဲအ အဲ့တော့ဗာနဲ့တွားတူတယ်ဆိုရင်ကျွန်တော်တို့ဘဝမှာပေါ့နော်ဒီဒုက္ခတွေကြုံနေတယ်ကိုကိုမတက်နိုင်တဲ့ဒါကိုမထိန်ချုံနိုင်တဲ့ဒီဒုက္ခတွေပေါ့နော်တခြားပြဿနာတွေကြုံနေတယ်ကြုံနေရတဲ့အချိန်မှာကျွန်တော်တို့ကဒါကိုထိန်ချုံနိုင်တဲ့အဆင့်တီရောက်အောင်ကြိုးစားပြီးတော့ဒါပြန်ထိန်ချုံနိုင်လိုက်တာမျိုးပေါ့နော်အဲ့တော့အဲ့ဒီအမြင်နဲ့ကြည့်လိုက်ရင်တော့ကျွန်တော်တို့အတ္တနဲ့အနတ္တမှာအတ္တကကောင်းတယ်ဘာလို့လဲဆိုရင်ကိုဖြစ်နေလို့မို့ကိုဖြစ်နေလို့ပေါ့နော်ပြီးတော့ကိုကလည်းထိန်ချုံနေတဲ့အရာမို့လို့အဲ့ဒီနဲ့အတူတူဖြစ်တဲ့ရုပ်တွေကြတော့ခေါ်လို့ပြီးတော့ ဒါလည်းအစွဲယူဘက်ခန္ဓာပဲရှင်းပါပြီအဲယူဘက်ခန္ဓာလည်းနှမျိုးရှိတယ်ဗောအစွဲယူဘက်ခန္ဓာရဲ့အစွဲမဟုတ်တဲ့ယူဘက်ခန္ဓာရဲ့ဟုတ်နော်ဝိညာဉ်တဲ့ခန္ဓာလည်းအစွဲဝိညာဉ်တဲ့ခန္ဓာရဲ့အစွဲမဟုတ်တဲ့ဝိညာဉ်တဲ့ခန္ဓာရဲ့လို့တစ်ခုရှိတာကြီးတယ်ဗျာနော်ရှင်းပါပြီအဲ့လိုဝေဒတခန္ဓာတင်ညက်ခန္ဓာတင်ခါရခန္ဓာတွေလည်းအဲ့တိုင်းပဲအစွဲနဲ့မတိလို့မတိပဲနဲ့ဖြစ်တဲ့ အဝေဒနာခံဝေဒနာခံဝေဒနာရည်ညာရည်တင်ခါရတယ်ဆိုရှင်တော့ဒါရီကတော့အစွဲဝေနဲ့ခန္ဓာအစွဲတင်ညက်ခန္ဓာအစွဲတင်ခါရခန္ဓာဖြစ်တော့မှာမဟုတ်လားဖြစ်တော့မှာပါအတိရှိရှိတဲ့သာပပကံကံဟိုးဟာနဲ့ပြောပြီးလှုပ်ပြီးနေပြီးလို့ဆိုချက်ကတော့အတိရှိရှိတဲ့လှုပ်တာတွေလည်းဟိုခန္ဓာတွေဖြစ်တာပဲဗျာနော်ဖြစ်ပါတယ်ဗျာအဝိညာဉ်နဲ့ခန္ဓာလည်းဖြစ်တယ်ယူဘက်ခန္ဓာလည်းဖြစ်တယ် ဝေဒနာခန္ဓာလည်းဖြစ်တယ်တင်ညခန္ဓာတင်ခါရခန္ဓာလည်းဖြစ်တယ်တိခန္ဓာ၅ပါးအတူတူပဲတော့တူပါတယ်ဗျာတိခန္ဓာ၅ပါးအတူတူပဲမတိပဲနဲ့လုံးလို့ဖြစ်တဲ့ခန္ဓာလားအတိနဲ့လုံးလို့ဖြစ်တဲ့ခန္ဓာလားဒါပဲกว่าလေနော်တင်ပါဗျာဒီခန္ဓာတွေကအတူတူဒီခန္ဓာတွေပဲဒီခန္ဓာတွေအတိနဲ့လုံးလို့ဖြစ်တဲ့ခန္ဓာကြတော့အစဲခန္ဓာမဟုတ်ဘူးနော်တင်ပါအတိမဟုတ်ဘဲနဲ့မတိတာနဲ့မဟုတ်တာတိပြီးကြလား ခွန်းဖြစ်တဲ့ခန္ဓာ၅ပါးတော့အသွဲခန္ဓာကနော်ပြင်ပါဗျာအဲ့ဒီအသွဲခန္ဓာသာလျှင်အနိစ္စဖြစ်တယ်ပြင်ပါဗျာဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်အနိစ္စဒုက္ခအတ္တဆိုတဲ့လက္ခဏာတွေကလက္ခဏာဆိုတာဗျာအသွင်းပြင်းနေပါဗျာနော်ပြင်ပါဗျာဥပါဒုက္ခပဲလူ